လွန်ခဲ့တဲ့တပတ်ကျော်ကာလအတိအကျပြောရမယ်ဆိုရင်တော့လွန်ခဲ့တဲ့ match လ28ရက်နေ့တုန်းကစပြီးတဘာဝတရားကြီးဟာမြန်မာတိုင်းငံလုံးကိုငရဲအတွင်းကိုဆွဲခေါ်သွားပြီးအိမ်မက်ဆိုးမက်စီခဲ့ပါတယ်။အဲ့ဒီ match လ28ရက်နေ့မွန်လွဲပိုင်းလောက်မှာ Sky မြို့ကိုဗဟိုပြုတ်ပြီး7.7 Richter scale အဆင့်ရှိတဲ့မြေကလင်းတစ်ခုလှုပ်ခတ်ခဲ့တယ်လို့အဲ့ဒီနောက်တိတ်မကြခင်မိနစ်ပိုင်းအတွင်းမှာမန္တလေးတိုင်းတရုတ်မြို့ကိုဗဟိုပြုတ်ပြီး6.4 Richter scale အဆင့်ရှိတဲ့မြေကလင်းတစ်ခုထပ်လှုပ်ခဲ့ပါတယ်။အင်အားပြင်းကလင်းတစ်ခုဟာ80နောက်ဆင်းဆိုသလိုဇက်တိုက်လှုပ်သွားခဲ့တာကြောင့်တတိုင်းပြည်လုံးဒီပါကလင်းလှုပ်ခတ်မှုကိုတိတိတ သာခန်းစားခဲ့ရပြီးငလင်ရဲ့ဗဟိုချမ်းမနှစ်ခုဖြစ်တဲ့စကိုင်းနဲ့မန္တလေးတို့ကတော့အထင်အဆုံဖြစ်ခဲ့ပါတယ်။အခုချိန်မှာဆိုရင်မန္တလေးနဲ့စကိုင်းတို့မှာကေဆေးကြီးအဖွဲ့တွေအလင်းမမီလောက်အောင်ကိုလိုအပ်ချက်တွေမြင်မာနေပြီးနှမျိုးစလုံးဟာလည်းမျိုးပြက်ကြီးတွေအလားဖြစ်သွားခဲ့ပါတယ်။ဒီနေ့ဒီနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ငလင်တန်းကြောင့်တည်ဆုံးသူပြည်သူဥယေဟာ3500ကျော်သွားခဲ့ပြီးနောက်ရက်တွေမှာလည်းဒီထက်မကပုံမှုများပြားလာဖွယ်ရှိနေပါတယ်။ပညာရှင်တွေကတော့ဒီငလင်မှာစုံပန်းတန်ရာရခဲ့တဲ့ပြည်သူအရေအတွက်ဟာတထောင်ကနေတသိန်းအထိတောင်ရှိနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။တကယ်လည်းအဲ့ဒီလောက်ထိ ငလင်ရဲ့ဖြက်စီမှုကတော်တော်ဆိုးရွားခဲ့တာဖြစ်ပါတယ်။အခြားနိုင်ငံတွေကကယ်ဆယ်ရေးအဖွဲ့တွေလာရောက်ပြီးတော့အကူအညီပေးခဲ့တာတောင်မှပဲကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့အလင်းမမီခဲ့ပဲတိုက်တာအစာအုပ်အပြက်တွေအချာမှာပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့ဗီဒီယိုလေးမှာတော့ငလင်ပေးသိမ်းခဲ့တဲ့ကျွန်တော်တို့မြန်မာပြည်သူတွေအများဆုံးနလန်ထူနိုင်ကြပါစေလို့ပဲဆုတောင်းပေးခြင်းတို့ပြီးတော့ငလင်နဲ့ပတ်သက်သမျှအကြောင်းအရာတွေကိုလည်းဘ ഹു တုတအနေနဲ့မျှဝေပေးသွင်းခြင်းပါတယ်။အရင်ဆုံးကျွန်တော်တို့ရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုအကြီးအကျယ်ဖျက်ဆီးပစ်နိုင်တဲ့ဒီငလင်တွေဘာကြောင့်ဖြစ်လာခဲ့တယ်လဲဆိုတာကိုပြောပြပေးခြင်း င်ပါတယ်။ဟိုးရင်ကဘာခေဦးတုံးကသိပ္ပံပညာတွေဒီလောက်အထိမထွန်းကားခင်ကာလတုန်းကငလင်တွေပါကြောင့်ဖြစ်လာခဲ့တယ်လဲဆိုတာတနိုင်ငံတတိတအကြောင်းမျိုးမျိုးကြောင့်လို့ထင်ခဲ့ကြပါတယ်။တချို့ကတော့ကဘာမြေကြီးရဲ့အတွင်ပိုင်းထဲမှာအပေါက်ကြီးတွေအများကြီးရှိတယ်။အဲ့ဒီအပေါက်ကြီးတွေတဲကိုလေတွေဝင်သွားတဲ့အခါတုံခါမှုတွေဖြစ်လာပြီးငလင်တွေဖြစ်လာတယ်လို့ပြောပါတယ်။ တချို့ကတော့စိတ်ကူးရင်သိပ်ပံဝိထုတွေရုပ်ရှင်တွေကအတိုင်းကျွန်တော်တို့ကဘာကြီးရဲ့အတွင်းဆုံးပိုင်းမှာမရောက်ကဘာကြီးတခုရှိသေးတယ်အဲ့ဒီကဘာထဲမှာကျွန်တော်တို့တွေလက်ရှိကဘာမျိုးပေါ်မှာဘယ်သူမှမမြင်တွေ့ဘူးတဲ့တော်ရန်ဒရိတ်ဆန်တွေရှိတယ်ရုပ်ရှင်တွေထဲမှာဆိုရင်တော့ဂေါ်ဇီလာတို့ကင်းကောင်တို့လိုအကောင်တွေပေါ့ဗျာအဲ့ဒီတော်ရန်ဒရိတ်ဆန်တွေအချင်းချင်းရံဖြစ်တဲ့အခါမှာကဘာမြေကြီးအတွင်းပိုင်းကမတည်ငြိမ်ဖြစ်ပြီးငလင်တွေဖြစ်လာတယ်လို့ယူဆကြတာပါဒါပေမဲ့လည်းဓာရီတခုမှမဟုတ်ပါဘူးငလင်တွေဆိုတာဟာအရှိအနောက်တောင်မြောက်ဘက်ပေါင်းစုံကိုဥတီသွားနိုင်တဲ့ ARG လှိုင်းတွေရဲ့ရိုက်ခတ်မှုကနေ ဖြစ်လာရတာပါဆိုတော့ကပန်းကြီးရန်ခါတုံလှုပ်သွားရတဲ့အထီအောင်ဖြစ်စေတဲ့အဲ့ဒီ line တွေကဘဲကနေပေါ်လာတာလဲ။ဘာကြောင့်ကဘာကြီးရဲ့လက်နက်ပြင်ဟာဒီလိုမျိုးတုံလှုပ်ပြီးအင်းအားကြီးငလင်တွေဖြစ်ပေါ်လာရတာလဲ။တကယ်တော့ကျွန်တော်တို့ကဘာမကြီးဟာမျက်မြင်အတိုင်းတစ်ဆက်တည်းရှိနေတာမဟုတ်ဘဲနဲ့ဂျီစောတစ်ချက်လိုမျိုးအပိုင်းလေးတွေနဲ့တိဆောက်ထားတာဖြစ်ပါတယ်။မရှိဘူးဆိုရင်အနည်းဆုံး19ပိုင်းအပိုင်း20လောက်နဲ့ဖွဲ့စည်းထားတာပါ ဲ့ဒီအပိုင်းတွေကိုကမ္ဘာအပေါ်ရန်ကြောက်ထူလာ tectonic plates တွေလို့ခေါ်ကြပါတယ်။အဲ့ဒီကြောက်ထူလာတွေရဲ့အောက်မှာတော့ Earthmantle လို့ခေါ်တဲ့ကြားလွှာရှိပါတယ်။အဆိုပါကြားလွှာဟာမီးတောင်ကနေထွက်တဲ့ချော်ယီဘူးတွေလိုမျိုးချော်ယီတွေရှိနေတာဖြစ်ပြီးအဲ့ဒီချော်ယီဘူးတွေဟာဥတီချမ်းမရှိပဲအထက်အောက်ဘေးတိုက်အရက်လေးမျက်နှာကိုဥတီရွေလျားနေကြတာပါ။ဆိုတော့အောက်ကချော်ယီဘူးတွေဟာရွေလျားနေတဲ့အတွက်သူ့အပေါ်ကကြောက်ထူလွှာကြီးတွေဟာလည်းအငြိမ်မနေနိုင်ပဲတဖြည်းဖြည်းချင်းရွေလျားနေကြပါတယ်။ကြောက်ထူလွှာတစ်ချက်ဟာတစ်နှစ်တစ်နှစ်ကိုပြန်မြ10စင်တီမီတာကနေ10စင်တီမီတာလောက်အထိရွေလျားကြတယ်လို့ သိရပါဗါတယ်အဲ့ဒီရွေလျားနေကြတဲ့ကြောက်ထုလွာကြီးတွေအချင်းချင်းတိုက်မိကြတဲ့အခါကျော်တို့ကဘာကြီးမှာတောင်ကုန်းတောင်တန်းတွေထွက်ပေါ်လာပြီး စန့်ကျင်ဘက်ကိုရွေလျားတဲ့အခါမှာတော့ခြိုင်ဝန်းတွေဖြစ်ပေါ်လာပါတယ်။ဒါပေမဲ့လည်းတိုက်လဲမတိုက်မိစန့်ကျင်ဘက်ကိုလည်းမရွေလျားပဲဘေးတိုက်ပုတ်တိုက်မိပြီဆိုရင်တော့အခုကျွန်တော်တို့မြန်မာပြည်သူတွေခံစားကြရတဲ့အင်အားကြီးမားတဲ့မြေကလင်ကြီးတွေဖြစ်လာတော့တာပါပဲ။ကြောက်ထုလွာကြီးတွေရွေလျားတိုင်းဘေးတိုက်ပုတ်တိုက်မိတိုင်းမြေကလင်ကြီးတွေဖြစ်လာတာမျိုးမဟုတ်ပါဘူး။ကြောက်ထုလွာနှစ်ချက်ဟာအချင်းချင်းပုတ်တိုက်လွန်ဆွဲကြရင်အားတွေအများကြီးစုပုံလာတဲ့နောက်လွတ်ထွက်သွားတဲ့အခါမှသာမြင်းကလင်ကြီးတွေဖြစ်လာတတ်တာပါအစောပိုင်းအင်းအပြင်းမြင်းကလင်တွေဟာမြို့တမြို့ကိုကောင်းကောင်းဖျက်ဆီးပစ်နိုင်တဲ့အထိအင်းအားကြီးတတ်ကြ ြပါတယ်။ကမ္ဘာပေါ်မှာအင်အားအကြီးမားဆုံးမြေငလျင်ဖြစ်မှတ်တမ်းဝင်ထားတဲ့ငလျင်ကတော့1960ခုနှစ်မှာချီလီနိုင်ငံတောင်ပိုင်းမှာလှုပ်ခတ်သွားခဲ့တဲ့9.5 Richter scale အဆင့်မြေငလျင်ကြီးဖြစ်ပါတယ်။ဂျပန်မှာဆိုရင်လည်း2011ခုနှစ် Max လမှာကိုအဆင့်ရှိတဲ့အင်အားကြီးမြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပြီးတမိုင်းတစ်လျှောက်ဒုတိယမြောက်အင်အားအကြီးမားဆုံးမြေငလျင်ဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဂျပန်ပြည်သူ16000နီးပါးတည်ဆုံခဲ့ရတယ်လို့လည်းသတင်းတွေအရသိရပါတယ်။ဆိုတော့ဒီနေရာမှာငလျင်တွေရဲ့ပြင်အားကိုဘယ်လိုတိုင်းတာကြသလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ဘူမိပေဒပညာရှင်တွေဟာကမ္ဘာကျောက်ထုလွှာတွေရဲ့ရွေးလျားမှုကြောင့်ဖြစ်ပေါ်လာတဲ့လှိုင်းတွေကိုတိုင်းတာနိုင်တဲ့စက်တမျိုးကိုအသုံးပြုပါတယ်။အဲ့ဒီလှိုင်းတွေကိုမြင်းကလင်းလှိုင်း seismic wave တွေလို့ခေါ်သလိုအဲ့ဒီစက်ကိုတော့မြင်းကလင်းတိုင်းကရိယာ seismograph လို့ခေါ်ပါတယ်။မြင်းကလင်းတွေဖြစ်လာပြီးဆိုရင်ငလင်းလှိုင်းတွေရဲ့ပြင်းအားပမာဏ magnitude ကိုတိုင်းတာလို့ရှာပြီးအဲ့ဒီတိုင်းတာမှုကိုတော့အခုငလင်းနဲ့ပတ်သက်လို့ကျွန်တော်တို့မကြာခဏကြားရလေ့ရှိတဲ့ Richter scale လို့ခေါ်ပါတယ်။ငလင်းလှိုင်းတွေရဲ့ပြင်းအားပမာဏကိုသတ်မှတ်ရမှာလဲ။၃ကြားကနေ10ဆိုတဲ့အမှတ်ထိထားပြီးတိုင်းတာကြပါတယ်။ တုံညာကတော့အနေအဆုံးအမှတ်ဖြစ်ပြီးအဲ့ဒီလောင်ကလေးမျိုးကိုတော့ကျွန်တော်တို့တွေဘယ်လိုမှခန်းစားမိကြမှာမဟုတ်ပါဘူး6ကနေ10လောက်အထိကတော့အေယာမမြေကလင်ကြီးတွေလိုတောင်တတ်မှတ်လို့ရှာပြီးမျိုးပေါင်းများစွာဘွားပေါင်းများစွာကိုဖျက်ဆီးနှုတ်ယူသွားနိုင်တဲ့မြေကလင်ကြီးတွေဖြစ်ကြသလိုအဆိုပါမြေကလင်ကြီးတွေကြောင့်ဆူနာမီလိုကပ်ဆိုးတွေပါပေါ်လာတတ်ပါတယ်အဲ့ဒီလိုမြေကလင်ကြီးတွေတခု ဖြစ်ပြီးဆိုရင်လည်းအလွန်တရာဝေးကွာတဲ့နေရာတွေအထိတောင်မှတက်ရောက်မှုတွေရှိနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ငလင်တွေဟာကျွန်တော်တို့ကဘာမြေမျက်နှာပြင်အောင်ကီလိုမီတာ900 435မိုင်လောက်အထိဖြစ်ပေါ်နေတာကြောင့်ပါအခုစကိုင်းမှာလှုပ်သွားခဲ့ တဲ့ Richter scale 0.9အဆင့်ရှိတဲ့စကိုင်းမြင်ကလေးကြီးကတော့ကမ္ဘာမြေမျက်နှာပြင်ကနေ10ကီလိုမီတာအကွာအဝေးလောက်မှာဖြစ်ပေါ်ခဲ့ပါတယ်။ Rista Scale 7.7အဆင့်ဟာဘယ်လောက်အထိတောင်မှအင်အားပြင်းထန်တယ်လဲဆိုရင်ဒုတိယကမ္ဘာစစ်မှာ American က Hiroshima မြို့ကိုကျေချခဲ့တဲ့အနုမြူဘုံးထက်တောင်မှပြင်းထန်သေးတယ်လို့သိရပါတယ်။ပညာရှင်တွေကတော့ငလင်တစ်ခုရဲ့ပြင်းအားဟာငလင်ဖြစ်စေတဲ့ပြည့်ရွေကြောင်းအမျိုးအစားပေါင်းမှုတည်တယ်လို့ပြောပါတယ်။ပြည့်ရွေကြောင်းကတက်တက်မမက်ဖြောင်တန်းနေတယ်ဆိုရင်ငလင် area ဟာလည်းကြီးမားကျယ်ပြန့်သွားနိုင်ပြီးနေရာတော်တော်များများအထိတည်ရောက်မှုပြင်းထန်နိုင်ပါတယ်။ Theory တွေအရတော့ပြည့်ရွေကြောင်းကပိုးကျယ်လေးလေးငလင်လျဲပိုကြီးလေးဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့လွန်ခဲ့တဲ့ဆယ်စုနှစ်တစုစာအတွင်းမှာတင်ကို 7နဲ့အထက်ရှိတဲ့မြင်းကလင်းကြီးတွေ6ကြိမ်လောက်လှုပ်ခဲ့တယ်လို့သိရပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံဟာအိန္ဒိယကြောက်ထူလာနဲ့ယူရေရှားကြောက်ထူလာတို့နှစ်ခုတိစက်ထားတဲ့နေရာပေါ်မှာရှိနေတာဖြစ်ပါတယ်။ဒီကြောက်ထူလာကြီးနှစ်ခုကြောင့်ပဲကမ္ဘာကျော်စကိုင်းပြည့်ွေကြီးလည်းဖြစ်လာတာပါ။မြန်မာမှာကစကိုင်းပြည့်ွေတင်တာမကပဲကြောက်ကြံပြည့်ွေ၊ကပေါ်ပြည့်ွေ၊ရွှေတိကံပြည့်ွေ၊မိုးမိတ်ပြည့်ွေ၊ချင်းတွင်ပြည့်ွေနဲ့ဒေသရဲပြည့်ွေအစရှိတဲ့ပြည့်ွေပေါင်းများစွာလည်းရှိနေပါသေးတယ်။အဲ့ဒီတဲကမှစကိုင်းပြည့်ွေကတော့ကမ္ဘာကျော်တဲ့အထိထင်ရှားပါတယ်။ဒီစကိုင်းပြည့်ွေကြီးဘယ်လိုဖြစ်လာတယ်လဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါ ါတယ်။ကျွန်ပြောသလိုပဲကမ္ဘာကြောင်ထုလွှာကြီးတွေဟာအမြဲငြိမ်းနေပဲတစ်နှစ်တစ်နှစ်ကိုစင်တီမီတာအနည်းငယ်ခန့်ရွေလျားနေကြတာဖြစ်ပါတယ်။မှတ်တမ်းတွေအရအချိန်အားဖြင့်လွန်ခဲ့တဲ့နှစ်သမောင်းများစွာလောက်တုန်းကအိန္ဒိယကြောင်ထုလွှာကြီးဟာအစတတိုက်ကိုတဖြည်းဖြည်းဝင်တိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်အားကြောင့်ပဲဟိမွန်ဒါတောင်တန်းကြီးဖြစ်လာခဲ့တယ်လို့အဲ့ဒီကနေဖြစ်တည်လာခဲ့တဲ့အချိန်နဲ့ဖိအားဟာဒီလောက်နဲ့တင်ရက်တက်မသွားပဲအရှိတ်ကိုဆက်ပြီးတက်ရောက်လာပါတယ်။အဲ့ဒီနောက်မှာတော့ကျွန်တော်မြန်မာနိုင်ငံတည်ရှိတဲ့နေရာကမြေလွှာတွေဟာအိန္ဒိယနဲ့ရုရှားကြောင်ထုလွှာကြားမှာညက်ပြီးဘေးတိုင်းညာဘက်ကိုရှော့ထွက်သွားတဲ့လမ်းကြောင်းတစ်ခုပေါ်လာပါတယ်။ ဲ့ဒီဘေးတိုက်ရွေလျားမှုဖြစ်ပေါ်နေတဲ့လမ်းကြောင်းကြီးကပဲစကိုင်းပြက်ရွေဆိုပြီးဖြစ်လာခဲ့တာပါနှစ်တန်းပေါင်းများစွာတက်တန့်ရှိအဆိုပါစကိုင်းပြက်ရွေကြီးကို1960လောက်မှာမှစကိုင်းကဘူပင်းပေတာပညာရှင်တွေစတင်လေ့လာနိုင်ခဲ့တာဖြစ်ပါတယ်ကနဦးတုံကတော့ပြက်ရွေအသေးစားသာဖြစ်နိုင်တဲ့ထင်မှတ်ခဲ့ရပေမဲ့ 1969ခုနှစ်လောက်မှာဒေါက်တာဦးဝင်းစွေဦးဆောင်တဲ့မြန်မာဘူမိပေဒပညာရှင်တွေတိတိကျကျလေးလာဆန်းစစ်နိုင်ခဲ့တဲ့နောက်မှာတော့စကိုင်းပြည့်ပြည့်ကြီးဟာကျွန်တော်မြန်မာနိုင်ငံကိုတောင်နှင်းမြောက်လာရအတိုင်းအလဲကားနေပိုင်းထားတဲ့ပြည့်ပြည့်ကြီးဖြစ်တယ်ဆိုတာကိုသိရပါတယ်။အရှေ့အပြင်ကီလိုမီတာ1900ကျော်ရှိတဲ့ဒီပြည့်ပြည့်ကြီးဟာမြောက်ဘက်မှာဆိုရင်တိဘက်ကုန်းမြင့်ဟူကောင်းချိုင်ဝမ်တဲ့ဝင်ပြီးအိန္ဒိယအထီတောင်ရောက်သွားပါတယ်။အဲ့ဒီကနေမြန်မာနိုင်ငံထဲကိုဝင်လာခဲ့ပြီးမိုးကောင်းမိုးမိတ်စကိုင်းအင်းဝမန္တလေးပျော်ပွဲ မိထီလာ မြစ်တာတောင်ငူပဲခူးသုံးကွာအစရှိတဲ့မြို့ကြီး ီးတွေကိုဖြတ်ပြီးမြဝကျုံဘော်ကနေတဆင့်တောင်ဘက်ကပ်ပလီပင်လယ်အိန္ဒိယသမုဒ္ဒရာထဲကိုစိုက်ဝင်သွားပါတယ်။စကိုင်းပြပြကြီးဟာတနစ်တနစ်ကိုပြတ်မြ၁၈မီလီမီတာကနေ၂၅မီလီမီတာနှုန်းနဲ့ရွေးလျားနေတဲ့သက်ရှိပြပြကြီးဖြစ်တဲ့ဘူမိဗေဒတိုင်းထားကြွက်တွေအားဆိုရင်တော်တော်များတဲ့နှုန်းထဲမှာပါဝင်နေပါတယ်။ဒါကြောင့်စကိုင်းပြပြကြီးမှာကြောက်ထုလွာနှစ်ချက်ပုတ်တိုက်လွန်ဆွဲမှုတွေကြောင့်ဖိအားတွေမျက်မျက်စုပုံပြီးအေယာမမြင်းကလင်ကြီးတွေလှုပ်နိုင်ခြင်းကအယံမြင်ပါပါတယ်။ဖြတ်သွားရမျိုးတွေကိုကြည့်မယ်ဆိုရင်လည်းမြန်မာနိုင်ငံရဲ့လူကြီးအများဆုံးမျိုးတွေထဲပါဝင်တယ်လို့တမိုင်းဝင်မျိုးတွေလို့လည်းပြောရတဲ့ ဲ့စကိုင်းမန္တလေးအင်းဝဘကုအစရှိတဲ့မြို့တွေနဲ့တိုင်းနိုင်ငံလုံးအတွက်အရေးပါတဲ့အခြေခံအဆောက်အဦတွေတည်ရှိနေတာကြောင့်နောက်ထပ်မြေကလင်ကြီးတွေသာထပ်လှုပ်အောင်မယ်ဆိုရင်ဒီဒေသတွေကငလင်ရဲ့တယောင်မှုကိုအခန်းစားရဆုံးဖြစ်နေအောင်မှာပါအထူးသဖြင့်မန္တလေးနဲ့စကိုင်းဟာစကိုင်းပြည့်ပြည့်ကြီးရဲ့အလဲပိုင်းလှုပ်ရှားမှုအများဆုံးအပိုင်းတိုင်းမှာတည်ရှိနေတာကြောင့်ငလင်ဘေးအန်နေရဲ့အလွန်တရာမြင့်မားတဲ့ဒေသတွေလို့ပဲပြောရပါလိမ့်မယ်ငလင်ကျောတည်ရှိရာမြေပုံတွေမှာလေ့လာကြည့်မိသလောက်ဆိုရင်တော့စကိုင်းပြည့်ပြည့်ကြီးဟာစကိုင်းမြို့ရဲ့အနောက်ဘက်အင်းဝတတအူးမြို့တွေနဲ့အလွန်နီးကပ်ပြီးမန္တလေးမြို့နဲ့လည်းမဝေးလှပါဘူးဒါကြောင့်လေအ ခုစကိုင်းနဲ့မန္တလေးမြင်ကလင်းတွေမှာတက်ရောက်မှုအခန်းစားရဆုံးဒေသတွေဟာဒီဒေသတွေပဲဖြစ်နေတာပါမြို့နယ်လူထုကလည်းများပြားလာသလိုတမိုင်းဝင်အစအဦးတွေအချင်းကရဖျားစီတွေတွေလက်မဆက်သွယ်ရေးအတွက်အရေးပါတဲ့တရားတွေဆယ်ရီတီရှိနေတဲ့နေရာတွေဖြစ်တာကြောင့်နောက်ကလင်းကြီးတွေထပ်လုပ်ခဲ့မယ်ဆိုရင်တော့မတွေးရဲစရာပါပဲ မြန်မာနိုင်ငံမှာတမိုင်းတလျှောက်လှုပ်ခတ်ခဲ့တဲ့မြင်းကလင်ကြီးတွေကိုလေ့လာကြည့်မယ်ဆိုရင်လည်း1983ခုနှစ်မတ်လမှာဆဲဘက်ကနေအိတ်ထီလှုပ်ခတ်ခဲ့တဲ့အင်းဝငလင်1930ခုနှစ်မေလမှာ Richter scale 7.3အဆင့်ရှိတဲ့ပကိုးငလင်1930ခုနှစ်ဒီဇင်ဘာလမှာပဲ Richter scale 7.0အဆင့်ရှိတဲ့ဖြူးငလင်အဲ့ဒီနောက်တလတာချပြီး1930ခုနှစ်ဇန်နဝါရီလမှာ Richter scale 7.3အဆင့်ဝင်းသွငလင်ထပ်လှုပ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့1946ခုနှစ်စက်တင်ဘာလမှာ7.3 Richter scale အဆင့်စကိုင်းငလင်ထပ်လှုပ်ခဲ့ပြီး ည်အဲ့ဒီနောက်1946ခုနှစ်နဲ့1992ခုနှစ်တွင်ပါလှုပ်ခတ်ခဲ့တဲ့ငလင်တွေဟာလည်းစကိုင်းကငလင်တွေပါပဲငလင်တစ်ခုစလုံးရဲ့ Richter scale ကလည်း7အဆင့်ထိဖြစ်လာကြောင်းစကိုင်းဟာမြေကလင်ကြီးတွေရဲ့ထံကိုအခန်းစားအဆုံးမြို့လို့တောင်မှပြောလို့ရပါတယ်ဒီဘက်နှစ်ပိုင်းတွေမှာဆိုရင်တော့2012ခုနှစ်နိုဝင်ဘာလမှာ Richter scale 6.8အဆင့်ရှိတဲ့တပိတ်ချင်းငလင်နဲ့အခု2025ခုနှစ်မှာ Richter scale 7.7နဲ့6.4အဆင့်ရှိတဲ့စကိုင်းနဲ့မန္တလေးငလင်တွေလှုပ်ခတ်သွားခဲ့ပါတယ်ဒီနေရာမှာထူးခြားချက်ကတော့စကိုင်းပြည့်ပြည့်ကြော်ကြီးကြောင်း1900 1930ခုနှစ်ထဲမှာကိုအင်အားကြီးမြေကလေးတစ်ခုလှုပ်ခတ်ခဲ့တဲ့အပြင်1932ခုနှစ်ဇန်နဝါရီလမှာလည်းထပ်လုပ်ခဲ့ပါသေးတယ်ဆိုတော့အချိန်အပြည့်6လ9လလောက်အတွင်းမှာတင်ကိုအင်အားကြီးမြေကလေးကြီး3ခုစက်တိုက်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်စကိုင်းပြည့်ရကျော်ကြီးသာ1930 1932ခုနှစ်တွေတုန်းကလိုစက်တိုက်ရွေလျားလာခဲ့မယ်ဆိုရင်လာမယ့်နှစ်ပိုင်းတွေအတွင်းမှာကျော်တို့အနေနဲ့နောက်မြေကလေးတွေကြုံတွေ့လာရနိုင်ခြင်းရှိတယ်ဆိုတာကိုသတိပြုသင့်ပါတယ်1930ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ဘကိုးမြေကလေးကြီးမှာဆိုရင်ဘကိုးရွှေမော်တော်စီကြီးရဲ့စိန်ဖူးတော်မြေခါခဲ့ရတဲ့အထိပြ ြင်းထန်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကမြန်မာနိုင်ငံရဲ့ပဲခူး၊ရန်ကုန်၊မန္တလေးအစရှိတဲ့မြို့ကြီးတွေဟာအခုလောက်ထိမဖွင့်ပြိုးသေးတာကြောင့်သာဒီလောက်ထိမဆိုးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့မန္တလေး၊စကိုင်းလိုမြို့ကြီးတွေအပါအဝင်မြန်မာနိုင်ငံရဲ့မြို့နယ်ဒေသတွေအတွက်စကိုင်းပြည့်ရွေကြီးရဲ့အန်တီဟာဘယ်လောက်ထိကြီးမားသလဲဆိုတာကိုလက်တွေ့ကြကြသိခဲ့ရပြီဖြစ်ပါတယ်။ဆိုတော့ဒီတဘာဝဘေးအန္တရာယ်တွေကိုတားဆီးလို့မရဘူးဆိုရင်ကျွန်တော်တို့အနေနဲ့မလုပ်ကြမလဲ။ကမ္ဘာနိုင်ငံတော်တော်များများကတော့တဘာဝဘေးနဲ့ပတ်သက်လို့ရှိရင်ကာကွယ်ခြင်းဟာကုသခြင်းတက်ပိုကောင်းတယ်ဆိုတဲ့စကားကိုပဲလက်ကင်ထားပါတယ်။ဖြစ်လာမှာကမန်ကဒန် ကုသတာမျိုးထက်မဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်ထားမယ်ဆိုရင်အဆုံးရှုံးအထိခိုက်တွေနည်းပါးနိုင်ပါတယ်။ဒါ့အပြင်ဖြစ်ပြတဲ့အခါကျရင်လည်းဘယ်လိုပြန်လဲထူထောင်ကြမလဲဘယ်လိုကုသကြမလဲအဆရှိတဲ့အစီအစဉ်တွေကိုကလေးကစားလူကြီးအဆုံးသိအောင်လို့အစိုးရအဖွဲ့အစည်းတွေကရောအရက်ဖွဲ့အဖွဲ့အစည်းတွေကပါလူထုကိုစာရီတမျိုးလက်တွေ့တဖုံပညာသင်ကြားပေးကြပါတယ်။ဥပမာဂျပန်ဆိုရင်တဘာဝဘေးအန္တရာယ်တခုကြုံခဲ့ရရင်ပြည်သူတွေကိုဘာတွေလုပ်ရမလဲဘယ်လိုရှောင်ရမလဲဆိုတာကအစအသေးစိတ်သင်ကြားပေးထားသလိုအခြေခံအဆောက်အဦတွေဆုံရှုံမှုနည်းနိုင်သမျှနည်းအောင်လို့လည်းဂလင်တန်ခနိုင်တဲ့အဆောက်အဦတွေ လန်ဒတာတွေကိုတီထွင်ကြံစပြီးစောင့်လုပ်ထားတာကြောင့်တော်ယုံတန်ယုံငလင်မျိုးလောက်ဆိုရင်တော့ဂျပန်ကမမူတော့ပါဘူးဂျပန်ဆိုရင်ငလင်ကြံကိုတခြားလုံးခံစားနေရတဲ့နိုင်ငံတစ်ခုဖြစ်ပေမဲ့လည်းတကယ့်အင်အားပြင်းမြင်းငလင်မျိုးတွေကလွဲလို့တော်ယုံတန်ယုံငလင်တွေမှာအထူးကအပြည့်စီနေတာဟာအဲ့ဒီလိုစနစ်ကျလာတဲ့အစီအမံတွေတီထွင်ကြံစမှုတွေကြောင့်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံကတော့တဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်လာပြီးဆိုရင်ကာကွယ်ဖို့ထက်ဖြစ်ပြီးမှသာရှင်းရတဲ့စနစ်ထဲကရုံးမထွက်နိုင်သေးပါဘူးအရင်က2008ခုနှစ်နာဂင်မုံတိုင်းတုန်းကလည်းဘာကြိုတင်ပြင်ဆင်မှုမှမရှိတာကြောင့်အဆုံးရှုံးတွေများခဲ့ရ သလိုအခုစကိုင်းနဲ့မန္တလေးငလျင်တွေမှာလည်းအဆုံးရှုံးတွေကတော့ကျွန်တော်တို့တွေမြင်တွေ့ကြတဲ့အတိုင်းဝမ်းနဲ့ကြည်ခွဲစရာအတီးပါဒါပေမဲ့လည်းတမန်တိရှောင်းကလေးမှတ်တမ်းတွေရစကိုင်းပြည့်ပြည့်ကြီးဟာဒီလောက်နဲ့တည်းရက်တန့်သွားအောင်မှာမဟုတ်ပဲနောက်ထပ်မြင်လင်ပေါင်းများစွာထက်လုံနိုင်သေးတယ်ဆိုတာကိုပြသနေပါတယ်ဆိုတော့မြန်မာပြည်သူတွေဘယ်လိုကယူဆိုင်သွားတင်လဲငလျင်တစ်ခုဖြစ်ပြီဆိုရင်အရင်ဆုံးထိခိုက်မှာကအသက်အိုးအိမ်လုံခြုံမှုပါပဲစကိုင်းပြည့်ပြည့်ကြော်ဂျီနာနေထိုင်ကြတဲ့ပြည်သူတွေအတွက်တော့ဒီပြည့်ပြည့်ကြီးဟာအသက်အန္တရာယ်မိသားစုနဲ့ပိုင်ဆိုင်မှုတွေကိုတစ်ချိန်လုံးချင်းချောင်းနေတဲ့သဘာဝတရားကြီးဖြစ်ပါတယ်ဒါကြောင့်ရှစ်ဆောင်မှာ လင်းဟာကိုနဲ့မဆိုင်ဘူးလို့ဘယ်သူမှတွေးလို့မရတော့ပါဘူးပြီးတော့အင်အားကြီးမြင်းကလင်းကြီးတခုလှုပ်ပြီးဆိုရင်အခုလိုမျိုးလမ်းတွေတတားတွေအဆက်အသွယ်ရေးတွေပြတ်တောက်ကုန်တာကြောင့်စီးပွားရေးတွေလည်းချက်တန့်သွားပြီးလူနေမှုဘဝတွေလည်းဒုက္ခအရန်ရောက်နိုင်ပါလေရင်ကျဲမှုအမွေနှစ်တွေတမိုင်းဝင်ရှေးအောင်အစောက်ဦးတွေဇေဒီပထိုးတွေလည်းငလင်တန်းကြောင့်ဆုံးရှုံးရနိုင်ပါလေဒါကြောင့်တဘာဝဘေးအန္တရာယ်ကိုရှင်းဆိုင်ဖို့အတွက်က ကြိုတင်ပြင်ဆင်ထားမှသာရမှာဖြစ်ပါတယ်ကျွန်တော်တို့တဦးတယောက်ချင်းစီကစလို့ကိုမိသားစုကိုရက်ကွက်ကိုမျိုးနဲ့နိုင်ငံတော်အဆင့်တင်ငလင်းမျိုးတဘာဝဘေးအန္တရာယ်ကြုံတွေ့ရရင်ဘာလုပ်မလဲဘယ်လိုတွေပြင်ဆင်မလဲဘယ်လိုအစီအမံတွေရေးဖို့ပစ္စည်းတွေထားရှိရမလဲဆိုတာကိုပြင်ဆင်ထားမှသာတော့ကကြာမှာဖြစ်ပါတယ် ကျွန်တော်တို့တွေအနေနဲ့လာမယ့်ကာလတွေမှာတော့ငလင်းနဲ့ပတ်သက်လို့ဒီထက်ပိုပြီးအသိပညာဖြန့်ဝေတာမျိုးသူတ္တနာပြုလေးလာဆန်းစစ်တာမျိုးတွေလည်းလောက်ရအောင်မှာဖြစ်ပါတယ်။ဒါမှသာအနာဂတ်မှာကျုံးလာရနိုင်တဲ့သဘာဝဘေးအန္တရာယ်တွေကြောင့်ဆုံးရှုံးရနိုင်ခြေတွေကိုရှော့ချနိုင်မှာဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံဟာစကိုင်းပြည့်ရည်လိုမျိုးတက်ရှိငလင်းကြောကြီးတွေရဲ့အပေါ်မှာရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။သဘာဝတရားကဖန်တီးထားတဲ့အရာဖြစ်လို့ကျွန်တော်အနေနဲ့အထောက်အပံ့လို့မှတော့ပြောင်းလဲလို့မရပဲကြိုတင်ကာကွယ်ထားမှသာရပါလိမ့်မယ်။သဘာဝတရားကြီးကလည်းသူ့လို့သူလို့ကျွန်တော်တို့ကလည်းကျွန်တော်လို့ဆရာရှိတာကိုလောက်ထား ပြင်ဆင်ထားမှသာအနာဂတ်မှာဒီလိုထိကြိုက်ဆုံးရှုံးမှုကြီးမားသွားတာမျိုးတွေကိုရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။မိတ်ဆွေတို့အားလုံးပဲဘေးရန်ကင်းရှင်းကြပါစေခင်ဗျာ။